ပထမဆုံးအနေနဲ့အကိုအခုပြောချင်တာအဲနားလည်မှုလမ်းတွေမှာဆိုလို့ပေါ့နော်တကယ်တော့အကိုတို့ကအဲတီစာက10မိနစ်စာတီစာတင်ထားတာအဲဒါပေမဲ့ပိတ်သက်ကတော့အဲဒီအလေရအပိုင်းလေးကိုပဲကြိုက်သွားကြတာပေါ့နော် Make up locker စဝင်လာစပြပြမယ်ဒီဟန်ယူမကောင်းတာအဲ့တော့က junior လားအမလီကလောကလောကလေးပညာတော်လားဆိုတော့အဲ့လိုဖိလို့ရတယ်တက်နင်းလို့ရတယ်တက်နင်းကြမရလို့ရှင်ကျင့်တာ ဘယ်ဒူးမှစွန့်ခေါ်မလာမိတ်ကတ်တလောကလို့အဲမထက်သူအရင်လှန့်အောင်ပါနော် तू ကအနေအေးရဲ့လူမျိုးပါနော် तू ကတော့ तू လို့ तू လုတ်ပြီးရော तू အနေအေးရဲ့လူမျိုးဆိုတော့ तू ဒီ challenge ကြီးကို तू လုတ်ချင်တယ်ဒါပေမဲ့ तू မလုတ်ရဲဘူးဖြစ်နေအခုလိုကိစ္စကြီးဖြစ်လာအောင်ဆိုတော့ကြောက်တယ်တွားရတဲ့ကြိုးသေးတယ်။ तू ကကျမကအဲ့လိုဒဲပြောတဲ့လူကြောက်ပေါ့နော်အဲ့တော့ကျမဒါကြီးဖြစ်လာမှာဆိုတော့ तू သူအရင်နဲ့တိတယ်ထင်ပါတယ်သူဒီလိုဖြစ်လာမယ့်ဟာကိုလေဒီ Glad and Better ဒီမြန်မာပြည်ရဲ့เนาะဒါ LGBT ဒီအာ trans ရဲ့ reality show လက်ခံလိုက်တာဗောနော်အဲ့ဒါကြောင့်မလို့လဲလက်ခံလိုက်တာအာတိတယ်ဒါမျိုးကြီးဖြစ်တော့မယ်ဆိုတာလည်းတိတယ်အဲ့စကားပြောတဲ့နေ့ရက်လည်းတိတယ်အဲ့ဒါရှာရှိပြီးထုတ်ပြီးပြောလိုက်တာဒီ6ယောက်ဆိုတာတိရတိုင်းပဲဘလို့မှလိုက်ဖမ်းလို့မပြီးရ6ယောက်ဘလို့မှထိန်းလို့မလွယ်တဲ့6ယောက်အဲ့6ယောက်ကိုအကိုထိန်းရဆိုတာစဉ်းစားတာကြည့်တော့တိလား ဟိုဓာတ်ပျော်စရာကြီးပါအခုနဲ့ဥရှောက်ကအရန်ခင်သွားတယ်ပထမဆုံးအနေနဲ့အကိုအခုပြောချင်တာအဲနားလည်မှုလမ်းထဲမှာဆိုလို့ပေါ့နော်တကယ်တော့အကိုတို့ကအဲတီဇာက10မိနစ်စာတီဇာတင်ထားတာအဲဒါပေမဲ့ပိတ်သက်ကတော့အဲဒီအလေရအပိုင်းလေးကိုပဲကြိုက်သွားကြတာပေါ့နော်ကြိုက်သွားကြပြီးတော့အဲအဲ့ဟာပြန်ပြန်ပြတ်သွားတာပေါ့ တော့အကိုပြောချင်တာနားလည်မှုလေးမှာဆိုလို့ပေါ့နော်အဓိကမက်ထက်ကသူပြောတဲ့ပုံစံကအများကြီးပေါ့အရှိကြီးပဲရှိကြီးပဲဒါပေမဲ့အဲ့နားလေးပဲကွက်ပြီးကြည့်လိုက်တော့လူရေကအထင်မြင်လွဲနေတာပေါ့နော်ဟိုဒါတော့သူတကယ်ဂျုံခဲ့ရတဲ့အဖြစ်အပျက်လေးကိုသူပြန်ပြီးရှင်းပြရတဲ့ဟာမျိုးပေါ့မိတ်ကက်လောကစဝင်တာစပြပြပဲရန်ယုံမကောင်းတာပဲအဲ့တော့ကဂျူနီယာလားအမလီတလောကလောကလေးပညာတော်လားဆိုတော့အဲ့လိုဖိလို့ရတယ်တက်နင်းလို့ရတယ်တက်နင်းချက် မရလို့ရှင်ကျင့်တာဘယ်ဒူးမှစွမ်းခေါမလားမိတ်ကတလောကလို့အဲ့ဒီ top show မှာလေအကိုတို့ကအဲ့ကြောင်မေးတာမဟုတ်ဘူးအဲအကိုတို့ကတယောက်ချင်းစီရဲ့ကြုံတွေ့လာတဲ့ဘဝရဲ့အကြောင်းကိုကိုတို့ကမေးတာမေးတော့အဲ channel လူတွေကလည်းတို့ဘဝရဲ့အကြောင်းတွေပြောရအများကြီးပါတယ်တို့ရဲ့အခက်အခဲတွေပေါ့နော်တို့ဖြစ်နေခဲ့ရတဲ့ခက်ခဲတွေအများကြီးရှိခဲ့တယ်အဲအဲ့ဒါကိုပြောကြတာပေါ့နော်အများကြီးပါအဲ့အကိုတို့တင်လိုက်တဲ့တီဇာ10မိနစ်မှာလေအများကြီးပဲအကိုအနေနဲ့ဆိုရင်တော့အကိုက အဲ့ဒီစာရှင်းမနေတဲ့အမှာအကူကအဲ့လိုကွာအရင်မိုက်တဲ့အရာကြီးတို့တို့မလုပ်ဘူးတဲ့အရာကြီးမမြင်ဘူးတဲ့အရာကြီးကိုလှူထားရဲ့ challenge ကြီးအများကြီးပါတယ်ဒါပေမဲ့အကူကအဲ့အရာကြီးကိုပိတ်သက်ကိုပေါက်စေချင်တာဒါပေမဲ့တကယ်တော့ပိတ်သက်ကတို့စိုက်တဲ့အရာလေးကိုပဲကွက်ပြီးတော့ယူသွားပြီးတော့အခုလိုမျိုးဖြစ်တာပေါ့နော်ဆိုတော့အခုပြောချင်တာကတော့အများကြီးကြံပါသေးတယ်စောက်ကြည့်ပါအောင်လို့လက်စ်ဂိုဟိုတာ ဝင်လာရရင်မမတို့ကဘာရမှာလဲဆိုတော့အခုကျွန်တော်ဘေးမှာရှိတဲ့ crown ကိုစောင်းရမှာကို show ကလုံးဝမဲ့ challenge တွေအများကြီးပါတယ်ပါတော့အခုဒီ assistant producer နေပြီးသူ့သွားရှင်းပြတယ်အဲမထက်သူအရင်လန့်အောင်ပါပေါ့နော် तू ကအနေအေးရဲ့လူမျိုးပေါ့နော် तू ကသွားဆိုသူ့လို့သူလုပ်ပြီးရော तू အနေအေးရဲ့လူမျိုးဆိုတော့ဒီ challenge တွေကို तू လုပ်ချင်တယ်ဒါပေမဲ့ तू မလုပ်ရဲဘူးဖြစ်နေအခုလိုကိစ္စတွေဖြစ်လာမှာဆိုတော့ကြောက်တယ်သွားရတဲ့ကြိုးသေးတယ် तू อ่ะကျမကအဲ့လိုဒေပြောတဲ့လူရောက်ပေါ့เนาะအဲ့တော့ကျမဒါကြီးဖြစ်လာမှာဆို तू तू အရင်နဲ့တိတယ်ထင်ပါတယ် तू ဒီလိုဖြစ်လာမဲ့ဟာကိုလေဒီ Glad and Better ဒီမြန်မာပြည်ရဲ့เนาะဒါ LGBT တွေအာ trans ရဲ့ reality show လက်ခံလိုက်တာပေါ့เนาะအဲ့ဒါကြောင့်မို့လဲလက်ခံလိုက်တာအာတိတယ်ဒါမျိုးတွေဖြစ်တော်မဲ့ဆိုတာလဲတိတယ်အဲ့စကားပြောတဲ့နေရာလဲတိတယ်အဲ့ဒါရှာရှိပြီးထုတ်ပြီးပြောလိုက်တာဆိုတော့အဲ့တော့အကိုကနေပြီးတော့သူ့ကိုโอเคဟိုအကိုရဲ့ assistant producer ပေါ့เนาะ ကိုနဲ့ချင်းပြီချင်းပြီချင်းပြီတော့အဲတီချာချင်းပြတာပေါ့နော်အမဒူဒူဒူရှိရဒူလို့ရှိရဒီ show ကအမဟိုဒါကျွန်တော်မြန်မာပြည်ပထမဆုံး ATP show အမပါဝင်သင့်တယ်အမကလည်းဒီလောကမှာနမည်ရထားပြီးသားတကယ် makeup artist professional လည်းဖြစ်တယ်ဆိုတော့လို့ပြောပြရတာပေါ့နော်ပြောပြတော့ तू အဲ့နေစိတ်ဝင်စားတယ်စိတ်ဝင်စားပြီးတော့ तू ကတော့အမအိန္ဒိယမိကုတ်နေအများကြီးမိတာပေါ့နော်အဲကတော့အများကြီးရှင်းပြခဲ့ရတာပေါ့အဲ့လိုမျိုးအဲ့အနေနဲ့ပဲပါဝင်ဖြစ်သွားတာကိုလည်းအစကတူတကယ် ID ခံတယ်လို့ထင်တာမဟုတ်ဘူး तू တကယ်ဟို तू သူ့မှာအဲ့လိုတခုခုရှိမှာပေါ့နော် तू pressure တခုရှိမှာပေါ့အဲအဲ့အကြောင်ပါအကိုရောမထင်တာဟုတ်တကယ်ပြောတာအဲ့အပိုင်းလေးကကွက်ပေါက်မယ်လို့မထင်တာဟုတ်ဆွမ်းနာကိုပြောသလိုပါနော်အကိုရောကထင်ထားတာဒီထက်မိုက်ထက် challenge ကြီးအများကြီးပါတယ်အဲ့ဒီ challenge ကြီးကပုံပြီးပေါက်မယ်လို့ထင်ထားတာဒါပေမဲ့လာလိမ့်မယ်အဲ့လူတွေတတိမထားမိတာဖြစ်လိမ့်မယ်နောက်အပိုင်းတွေကဒီထက်ပုံအများကြီးပိုကောင်းတယ်အဲပိုကောင်းတယ်ဆိုတာဘယ်လိုပြောရလဲဆိုလို့ရှိရင်အဲ့လိုအဲသူတို့တွေကိုမထင်ထားတဲ့ပုံစံနဲ့မြင်ရမှာ အဲအဲ့ဟာလောင်းမှာအကူရောအဲ့ဟာညင်းပဲပေါက်မယ်လို့ထင်ထားတာဒါပေမဲ့အခုလောလောဆယ်ရတော့ပြိဿကဟိုအခုထင်ပါတယ်ဟိုဟိုပြိဿကလည်းဒီဘိုင်းလေးကိုသဘောကျရယ်ဆိုတာကနေဘယ်တိုင်းနေဘယ်တိုင်းမှာဒီလိုကိစ္စလေးရရှိကြတော့လေအဲ့တော့ပြိဿတီကလည်းဝိုင်းရှယ်ပေးတဲ့ဟာမျိုးပါကလောကလောကလေးပညာတော်လားဆိုအဲ့လိုဖိလို့ရတယ်တက်နေလို့ရတယ်တက်နေကြမရလို့ရှင်ကျင့်တာဘယ်ဒူးမှစွမ်းခေါ်မလား မိတ်ကတ်တလောကလို့ရှိရပေါ့ခက်ခဲတော့အများကြီးပဲဒါတော့ရိုက်ကူးရေးတိုင်းခက်ခဲရှိရပေါ့နော်အဲဒါပေမဲ့အကိုတို့ကပထမဆုံးဒီ LGBT show ဖြစ်တော့အကိုတို့ကတတိအရင်တတိထားရတယ်တတိအများကြီးထားရတယ်သူတို့ရဲ့ဟိုဘယ်လိုပြောမလဲသူတို့ကြောင်းလည်းအများကြီးလိလာရတယ်ပေါ့နော်ပြီးအများကြီးတတိထားရတယ်အဲဒီကိစ္စက sensitive ဖြစ်တဲ့ဖြစ်တာအရင်များတာဖြစ်တဲ့အတွက်ကိုကိုကနည်းနည်းသတိထားရတယ်ပြီးတော့အကိုက reality show ဆိုတဲ့အတိုင်းပဲ ချို့ချို့ဆို challenge တွေကိုကသူတို့မပြတ်ပါထားဘူးအရေးမျိုးတော့ပြောထားတယ်ဒီ team မပြောပြောထားဘူးဘာလို့ဆိုတော့ဒါမှလည်းတကယ် really show ရဲ့အနှစ်ဆိုင်တော့ရအောင်ရမှာလीကိုတို့ကချိုးပြောထားရင်ကျွန်တော်ချိုးပြင်ဆင်ထားရဆိုရင်အဲတိတ်မကောင်းဘူးကွာဒီလားအဲ့တော့ကိုတို့ကအရေးအမြင့်တော့ပြောထားတယ်ဒီတိုက်တယ်ပြောထားတာပေါ့เนาะ okay ဘာဘာလောက်ရှိရပြောထားတယ်ဒါပေမဲ့တကယ်ကြီး shooting ကြတော့မှသူတို့ကသိရတာသိရတော့အဲအဲ့လိုပေါ့เนาะသူတို့လည်းအရန်အံ့ဩသိမ့်ပြီးတော့အဲလာပြောရရှိရအခုပြင်းချင်းမအောင်ဖြစ်ပါမလားဆိုတော့ အမလောက်ပါချဘာမှဖြစ်ဘူးအဆင်ပြေသွားလိမ့်မယ်အဲ့တော့သူတို့နားလည်အောင်ရှင်းပြရတယ်သူတို့အရင် pressure မများသွားအောင် strap မများသွားအောင်သူတို့ကညှိနှိုင်းရတယ်ပေါ့နော်ဆိုအဲ့ဘိုင်းလေးတွေကနည်းနည်းလေးခက်တယ်ဝင်းသူရေမရှူချင်းအလေးချုံမသွေးပါ come let me hear you say ဘဝမကူရေမရှူချင်းအလေးချုံမသွေးပါ come let me hear you ကံကောင်းတာတစ်ခုပါဒီ၆ကလုံးကဒီ show ကိုစပါတယ်ကအရင်ကစိတ်ကထက်တန်နေလှုပ်ချင်ကြတယ် သူတို့အရန်ကိုကျူးစားကြတယ်အဲအရန်လည်းပြင်ဆင်လာတာတွေ့ရတယ်ကိုတို့ဆိုတော့အကူအဲ့တော့အရန်ဝမ်းသာတယ်ပြီးတော့အကူရှူတင်ကအဲရန်ပျော်စရာကောင်းတယ်ပျော်စရာကြီးရှူတင်စတဲ့ကပျော်ရတဲ့အပျော်ကရှူတင်ဆုံးတဲ့အထိပဲเออตัวเพชรสกาลคู่ชื่อเลยชายชายก็มาป่ะเนาะชูติงปิ๊วมาเราจ้องเลยเพราะฉะนั้นดี6อ่ะลงมาเลยเต็มอ้นเส้นนี่ผิดซ้อไปแล้ว အဲရှူတင်မှာတော့ညီညာခွန်ကြတာရှိတယ်ရန်ဖြစ်ကြတာရှိတယ်ဒါပေမဲ့ချူလီယွန်တောင်းဆင်ဖြစ်နေတာပေါ့နော်အကုန်လုံးကလည်းဝိုင်းပျော်ပြီးတော့အဲ့လိုမျိုးတွေရှိတယ်အခက်ခဲဆိုတာထက်အဲ့လိုစူးစမ်းရတဲ့ဟာကြီးပုံများတာတော့ဆိုရင်ပုံမှန်ပါပေါ့ကျော်မေးပြီးတော့မေး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 တဲ့ရပင်ကြီးဦးနေယူလကဒါမဲတမရကြလာလာကြလာကြ โอเคไอโอเคသူတို့ကအမြဲတမ်းအခုတောင်းနေအခုမြင်းမအောင်ပြပါအောင်ပြပါအောင်ပြပါအောင်ဆိုတော့အခုတို့ကလည်း၃လပိုင်းလောက်ကွန်လောက်မှပြီးသွားတာရိုက်ဟူးရရ၅လပိုင်းလောက်မှကိုယ်ကစပြီးတော့ဒီ post production ခြင်ရတာခြင်တော့အခုကလည်းသူတို့ကို reading ဖြစ်သေးတော့မပြချင်ဘူးကွာပြီးအခုတို့ရိုက်တဲ့ကင်မရာကြီးကလည်းအများကြီးပဲ camera အချို့ပိုင်းတွေမှာ10လုံးကနေ15လုံးတော့ရှိတယ် final ပွဲဆိုကင်မရာ15လုံးတော့ရှိတယ်ဆိုတော့ကင်မရာကြီးလည်းအများကြီးကွာ post production ကအများအကြီးလောက်ရတာ အဲ့တော့အခုဆိုရင်ဗီဒီယို editor ငါးရောင်းနဲ့ဝိုင်းလို့ရတာအဲ့တော့အချင်းကအရင်မရတော့အခုကသူတို့ကိုပြဖို့တက်ကို ready ဖြစ်သေးဘူးတကောကလည်းပြရင်အရင်အမိုက်စားကိုပြချင်တာကွာပြချင်တော့အခု show ပြဖို့အတွက်ဒီ၄ရက်လောက်လုံမှာသူတို့အဲအဲ့ဟုတ်တယ်၄ရက်လောက်လုံမှာသူအခုသူတို့ခေါ်ပြတာအ sorry ၄ရက်တော့မဟုတ်ဘူး၁၀ရက်နေမှာပွဲလုံမယ် so ၉ရက်နေမှာခေါ်ပြတာ Leo One အားလုံးလို့လေ group ထဲမှာလည်းရန်နေ driver တက်ပြီးပြီအဲ့နေမှာနောက်ရက် ကျွန်တော်မနေမနေရပါတော့ truck shoe ရိုက်မှတိစားပြလိုက်မှသူတို့ပေါ်မှာစိတ်ပြေးသွားတယ် producer ဆိုတာကျွန်တော်စိတ်ကောက်တယ်အဲ့လိုဆိုတော့အရန်ကတယ်ပေါ့နော်အဲ့တို့ကလည်းကြည့်ရတဲ့အချိန်မှာတို့ကအရန်ကိုအာအရန်ကြိုက်ပြီးတော့တို့ဝမ်းသာရယ်ပေါ့နော်ပြီးတော့အခုလည်းတို့အရန်ပြောပါတယ်ခုပြင်းမအောင်အရန်ကျေစုတင်တယ်အရန် show ကတို့မထင်ထားလောက်ရအောင်တို့သူတို့တော့ပြန်ကြည့်ရအောင်သူတို့အရန်ကြိုက်တယ်ပေါ့နော်ဆိုတော့အကိုလည်းပီတိရပါတယ်ကိုလည်းပီတိဖြစ်ပါတယ် ောင်းရင်းစီကံကမောင်လေးဆုံးရင်မောင်ပြအမားတို့ဦးစိုက်တာလို့အမားတို့ဆုံးရင်အမားတို့ကမောင်လေးစိုက်တာဟာအဲ့ဘိုင်းကအရင်ကောင်းတယ်အကိုတို့ကအဲ့ဘိုင်းကသူတို့ကိုတကယ်ညီမအမျိုးသမီးကြီးရေလို့အိမ်အောင်ရှင်မအေလို့ဝက်ခိုင်းပြီးတော့အကိုတို့ကတကယ်ဈေးသားဝက်ခိုင်းတာတကယ်ဈေးထဲမှာသွားဝက်ခိုင်းတာဆိုတော့ကအကိုတို့ကသူတို့ကိုလည်းအဲ့လိုအိမ်ဈေးဖို့အိမ်ဈေးဖို့ပါနော်အိမ်ဈေးဖို့ကိုလည်းကိုတို့က အများလည်းမများဘူးနေလည်းမနေဘူးအစင်ပြေမတ်ခုပေးလိုက်တယ်သူတို့ကအဲ့ထဲမှာဝင်အောင်ဝယ်ရတာကွာအဲ့တော့အရင်မိုက်တဲ့အပိုင်းမောက်ကူစပြီးတော့ဝယ်ဝယ်ပါတော့မယ်ဝယ်ပါတော့မယ်ဟဲ့ဟာတော့တောတဲ့ပဲပြေးမယ်တောတဲ့ပဲပြေးမယ်ဟေတောတဲ့ဈေးချို့အဲ35000ဘုတ်ပို့ထည့်ပြီနော်ဟုတ်တယ်မာလေးကိုမမခုတက်တာရောရောရောပြောစရာကောင်းတာဈေးဈေးတော့တို့သိနေတာသိတယ်ရောဈေးဈေးကြီးကတို့အဲ့လို short ပြီးရယ်အလကားတွေပြီးတယ်ဆိုတော့ကတို့ပြီးတဲ့ budget ထဲတို့ကအများကြီးပူလာဆိုတော့အဲ့ဘယ်ပြောစရာကြီး ပြီးတော့တို့ထဲမှာတော်တော်များများဟင်းချက်တယ်ဟင်းမချက်တာတော်တော်များပါတယ်ကိုရောအဲ့တော့တီးတယ်တီးတဲ့အတွက်ကိုလေတမျက်လှုပ်ခိုင်းတာအဲ့တော့ဒါပေမဲ့ဟိုကောင်းတာအနည်းဆုံးတော့တို့ကသင်းနဲ့လောက်ရဖြစ်တဲ့အတွက်ကိုတို့တို့အချင်းချင်းစီးလုံးပြီးတော့ဟင်းချက်တော့တကယ်ကောင်းသွားတယ်အဲကောင်းတော့အခုတို့ဒီအပိုင်းမှာဆိုလို့ရှိရင်အခုတို့ခေါ်ထားတဲ့ဒိုင်တွေကရှန်ဂရီလာက half shot တွေခေါ်လာထော်ခေါ်ထားတယ်နောက်အခုတို့နောက်တော့ဆိုလို့ရှိရင်အခုတို့ဒီအန်ဒီပေါ့နော်ဒီအန်ငယ်ပေါ့အခုတို့ဒီမူတုံ ဘာလို့များသူကနေပြီးတော့တီထောင်တဲ့အဲအန်ဒီပေါ့နော်ခေါ်ရဲတကယ် professional တွေကနေပြီးတော့လာပြီးတော့သူတို့တွေကိုဒိုင်အကက်ဖြစ်ပြီးရပါပေါ့နော်ဘိုးဘွဲဖွဲ့ကိုနိုင်မယ်လို့ထင်လားနိုင်တာပေါ့ is day ပါ is day ဒီကောင်မလေးလာကြတော့ကောင်းနေတာမရှိဘူးနိုင်မယ်လို့ထင်လားမလေးခေါင်းကြီးရဲ့နေရာမှာပဲရှင်းပြလိုက်ဒိုင်နီကိုလည်းတို့ကပြန်ပြောအရင်ကြီးရတယ်ဒိုင်နီကလည်းတို့ရဲ့လိုချင်တဲ့ဟာကိုပြောတို့ကလည်းတို့ပြောချင်တဲ့ဟာကိုပြောတော့အဲ့ဒီအပိုင်းကအရင်ရှိရတယ်ပြီးတော့ပြောစရာကြီး 爸爹哥，我把这些嘛把都给他了。အဒီရောဝယ်ရတာလေ။ဘာဘွားကြီးလည်းရင်ခဲ့တာသေးတယ်မ။အော်အဲ့ဒါတော့လူတွေကတော့ပြောကြတာပေါ့နော်။အခုအခုအမြင်ကတော့သူတို့အကုန်လုံးမကြည့်ရသေးလို့ဖြစ်ပါလိမ့်မယ်။အဲအခုပြောနေတာတစ်ခုကတော့အခုတို့ကဒီ show ကိုဘတ်ဂျက်တော်တော်များတယ်။အဲ show လိုက်ကလည်းအခုလိုချင်တဲ့ဘတ်ဂျက်တစ်ခုကိုကောင်းကောင်းလေးပတ်မှုပေးထားတယ်။သူတို့လည်းအများကြီးအားထုတ်ထားတာပေါ့နော်။ ဒါဘုလင်ပြောမှာဒါသူတို့လည်းစုံသွားတာပဲအဲဂျီရှော့ဘတ်ဂျက်တော်များတယ်အဲ့အဲ့အတိုင်းပဲအကိုတို့ကလည်းအများကြီးกว่าလို့ဖန်ဒီရရဲ့ဘိုင်းကအများကြီးပဲပြီးတော့กว่า6ယောက်အဲဒီ6ယောက်ဆိုတော့တည့်အတိုင်းပဲဘလို့မှလိုက်ဖန်လို့မပြီးရဲ့6ယောက်ဘလို့မှထင်းလို့မလွယ်တဲ့6ယောက်အဲ့6ယောက်ကိုအကိုထင်းရတာဆိုတာစဉ်းစားတာကြည့်တော့တိလာဟိုဓာတ်ပျော်စရာကြီးပါအကိုနဲ့လည်းဥရှောက်ကအရန်ခင်သွားတယ် ပြောချင်တာကတော့တို့ကအပြည့်အစုံမကြည့်ရသေးလို့ပါအခုထင်တာကတော့လေအဲဒီ show ကကိုတို့ကရိုက်သေးဟိုကတကယ် street ကိုဆိုလို့ရှိရင် street ကိုအကြီးအောင်တွားရထားရှိတယ်ပေါ့နော်ကင်မရာလည်းအများကြီးထားရှိတယ်အဲ့တော့ကို lighting မိုင်းဆိုင်ရာတွေရောကင်မရာမိုင်းဆိုင်ရာတွေရောအကုန်လုံးဇညုံမိုင်းဆိုင်ရာတွေရောကိုတို့ဒီ team ကောင်းကောင်းနဲ့ဖွဲ့စည်းထားဖြစ်ပါတယ်ပေါ့နော်ဘယ်လိုနည်းနည်းဘယ်လိုပြောရမလဲဟိုလူရထင်ထားသလိုမျိုးရှောက်ကနေရယ်ရှောက်သွားရှောက်ဆော့နေရယ်ဟာမျိုးမဟုတ်ပါဘူးလို့ကြည့်ကြည့်ပါ ချို့ဘိုင်းတွေကဟိုကရည်စရာကောင်းတယ်ပျော်ရတယ်အချို့ဘိုင်းကျတော့ drama တွေများရတယ်အချို့ဘိုင်းကျတော့ညှင်းခုံကြတယ်အချို့ဘိုင်းတွေကျတော့အဲ့လိုသူတို့ရဲ့ talent ကိုတကယ်ပြသခွင့်ရတယ်အချို့ဘိုင်းတွေကျတော့လုံးဝလူတွေမထင်ထားတဲ့ပုံစံတွေမြင်ရမဲ့ဟာတွေပါတယ်ပေါ့နော်ဆိုအဲ့ဒီကအပိုင်းတစ်ပိုင်းဆိုရင်ကိုတို့ကစေးယုံကားမှာခေါ်ရလောက်တဲ့အထီကိုဖြစ်သွားရဲ့အခြေအနေလေးလည်းအများကြီးရှိခဲ့ပူတယ်အဲ့ဒီ design မှာပါတယ်ကိုတို့အဲ့ဒီထဲကပြန်ဝဲပင်တယောက်က လို့ဆေးရုံကောင်ကခေါ်လဲရတဲ့အထီကိုအကိုတို့အဲ့ချုပ် challenge ဆရာအရင်ပြင်းထန်နေပေါ့နော်အဲ့ဒါကြီးကိုပြည့်စက်မြင်ရမှာပါအာဘာတားလဲဟဲ့ဟဲ့ဟောမ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 ော